အရှင်ဖရာအခုလိုဆွဆဲပြောဆိုဆက်ဆံခံရခြင်းကိုအတိတ်ဤဝေကျွေးလို့မြင်မိပါသလားတပည့်တော်ဤမေကွန်း၌အမားပါရင်ခွင့်လွတ်ပေးတော်မူပါဖရာတဲ့နတ္ထိလောကေအနန္တိတော်လောကေလောက၌အနန္တိတော်အကဲ့ရဲ့လွတ်တော်ပုဂ္ဂိုလ်သည်နတ္ထိမရှိဘူးတဲ့လောကမှာ သူတစ်ပါးတို့ဤဆွဆဲကဲ့ရဲ့အပြစ်တင်ခံရသောဘေးမှလွတ်တော်ပုဂ္ဂိုလ်ဆိုတာမရှိပါဘူးနော်မြတ်စွာဘုရားတော်မှာ ူတော်ဘာအီဆွဆွဲကဲ့ရဲ့အပြစ်တင်တာကိုခံရပါတယ်။မြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကတိဋ္ဌိတွေရဲ့စေကိုင်းချက်အရလူတကာတကာမတွေမြတ်စွာဘုရားကိုထင်အောင်ထင်မှဖြစ်၍အကြင်ညိုပြတ်အောင်ဆိုပြီးတုံတရီဆိုတဲ့အမျိုးသမီးဟာဇေတဝန်ကျောင်းတက်ရဲ့ဝင်းကျင်မှာညအိပ်ပြီးမနှက်မိုးလေးမှပြန်ပါတယ်။ဘာကြောင့်အဲ့ဒီလိုလောက်ခံရတာလဲဆိုရင်ဦးစင်းတို့မြတ်စွာဘုရားဟာဘုရားဖြစ်ဖို့ပါရမီဖြည့်ကျင့်စဉ်ကာလမှာ မုနာလိအမိရှိတဲ့တေတောက်သမားတဦးဖြစ်ခဲ့စဉ်တုန်းကရှင်ပြည့်စေကဗုဒ္ဓဟုဒုတိလပဲဆိုပြီးဆွဆွဲကြရခဲ့ပါတယ်။အဲ့ဒီအကုသိုလ်ကံဤဝိကျွေးကြောင့်ယခုလိုတုံတရီမဤပြုမှုခြင်းကိုခံရတာဖြစ်ပါတယ်။အတိတ်ဤဝိကျွေးကြောင့်လို့ထင်ပါသလားဆိုတော့ထင်ပါတယ်နော်။ဘာကြောင့်လဲဆိုရင် လောကမှာဘယ်အရာမှအကြောင်းမဲ့မဖြစ်ပါဘူး။အကြောင်းကြောင့်အကျိုးဖြစ်တာပါ။ဥစဉ်ယခုလိုဆွဆွဲကြရခံရတယ်ဆိုတာဟာ ဥစဉ်လဲဘဝတစ်ခုမှာတုန်းကသူတစ်ပါးကိုဆွဆွဲကဲ့ရဲ့ခဲ့ဘူးလို့ဖြစ်ပါလိမ့်မယ်နော်အရှင်ဖရာအရက်ပူရတာကအရင်ဘဝကဘာအကုသို့လုခဲလို့လဲဖရာတပည့်တော်အားဖြေချပေးတော်မူပါအောင်ဖရာတဲ့ဥစဉ်ကပုထုဇဉ်ယဟန်ဖြစ်တဲ့အတွက်ကြောင့်လူတယောက်စိုးကျိုးဖြစ်တာကိုကြည့်ပြီးဘာကြောင့်ဖြစ်တယ်လို့အတက်မပြောနိုင်ပါဘူးနော်မြတ်စွာဘုရားတည်တာလျင်ပဲအတက်ပြောနိုင်ပါတယ်ပုထုဇဉ်ဖြစ်လို့အတက်မပြောနိုင်ပေမဲ့ ဖျားဟောကြံကံတွေနဲ့ညှိနှိုင်းပြီးအနည်းဆက်ဆုံးတော့ပြောပြနိုင်ပါတယ်။မြတ်စွာဘုရားလက်ထက်တုန်းကရကုံတကဗတ္တိယအမိနဲ့ယဟန္တာမထေမြတ်ကြီးတပါးရှိပါတယ်။အဆိုပါယဟန္တာမထေမြတ်ကြီးဟာယဟန္တာကြီးဖြစ်ပါလျက်နဲ့အရက်ကလေးကဥကွက်ကွက်လေးဖြစ်နေပါတယ်။ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်သူဟာကတ္တဗမြတ်စွာဘုရားလက်ထက်တုန်းကလက်သမားတဦးဖြစ်ခဲ့ဘူးပါတယ်။ကတ္တဗမြတ်စွာဘုရားပြိဋိနိဗ္ဗာန်ဝင်ဆံသွားတဲ့အခါမှာ ကျွင်းကြံရစ်တဲ့ဓာတ်တော်ကိုဌာပနာထားပြီး CD တည်ဖို့အစီအဝေးလုပ်ကြတဲ့အခါမှာတချို့က9ယူဇနာပမာဏရှိတဲ့ CD ကိုတည်မယ်တချို့က6ယူဇနာပမာဏရှိတဲ့ CD ကိုတည်မယ်တချို့က5ယူဇနာ4ယူဇနာ3ယူဇနာ2ယူဇနာစသည်ဖြင့်ပမာဏရှိတဲ့ CD ကိုတည်မယ်ဆိုပြီးတဦးနဲ့တဦးညှင်းခုန်နေကြပါတယ်အဲ့ဒီအချိန်မှာမထေမြတ်လောင်းလျာဖြစ်တဲ့လက်သမားဆရာကြီးကနောက်အခါမှာပြုပြင်ဖို့လွယ်ကူစေရန် တင်းငယ်တဲ့စီဒီကိုတဲမတင့်တော်မယ်ဆိုပြီးတမင်းကျိုးကိုယူ၍တကာဝပမာဏရှိတဲ့စီဒီကိုတဲဖို့လုပ်ပါတယ်အဲ့ဒီအစည်းအဝေးပွဲမှာသူကအကြီးမှုဖြစ်တဲ့အတွက်ကြောင့်အားလုံးကသူ့ရဲ့စန္ဒကိုလိုက်ရောလိုက်ပါတယ်အဲ့ဒီလိုအများနဲ့စန့်ကျင်ဘက်လုပ်ပြီးကတ္တဝမြတ်စွာဘုရားရဲ့စီဒီကိုတကာဝပမာဏရှိတဲ့စီဒီတေးသေးလေးတဲခဲ့တဲ့အတွက်ကြောင့်အခုလိုဂေါရမမြတ်စွာဘုရားလက်ထက်မှာအယက်ပုပ်ပုလေးနဲ့ယဟန္တာကြီးဖြစ်ရခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီဘဝမှာ အရက်ပွေရခြင်းဟာဘာကြောင့်လဲဆိုရင်အဲ့ဒီလိုအလားတူအကုသို့ကံတွေကြောင့်ဖြစ်နိုင်ပါတယ်နော်အရှင်ဖရာမိဘကူလှူဒန်းတာဟာတက်ရှိဖရာကူလှူဒန်းတာနဲ့အတူတူပဲဆိုတာမှန်ပါသလားဖရာတဲ့ဒါကတော့မိဘကျေးဇူးကိုဆက်ဖြစ်အောင်တင်စားပြီးပြောတဲ့စကားပါနော်ဖရာနဲ့တော့မတူနိုင်ပါဘူး ဘာကြောင့်ဖះနဲ့မတူနိုင်တာလဲဆိုရင်မိဘဟာသာသမီအပေါ်ကိုမေတ္တာတရားကြီးမားတာမှန်ပေမဲ့အခြားတတ္တဝါတွေအပေါ်ကိုဖះရှင်ကဲ့သို့မေတ္တာတရားမကြီးမားလို့ပဲ ဖြစ်ပါတယ်။မြတ်စွာဘုရားကတော့တတ္တဝါတိုင်းအပေါ်ကိုမေတ္တာတရားကြီးမားပါတယ်။ဒါကြောင့်မတူရခြင်းဖြစ်ပါတယ်နော်။အရှင်ဘုရားမြတ်စွာဘုရားကဖះဖြစ်ဖို့ဘယ်ပါရမီက အရင်ဖြစ်ရတာလဲဖះတဲ့။ဖះဖြစ်ဖို့အတွက် ပါရမီ၁၀ပါးစွန့်ကြည့်ခြင်း၅ပါးစရိယ၃ပါးတို့ကို ဖြည့်ခြင်းရပါတယ်။ပါရမီ၁၀ပါးလို့ဆိုလိုက်တဲ့အတွက်ပါရမီ၁၀ပါးထဲမှာဒါနပါရမီဟာထိတ်ဆုံးကဖြစ်တာကြောင့်ဖရာအလောင်းတွေဖရာဖြစ်ဖို့အတွက်ပါရမီဖြည့်ခြင်းတဲ့အခါမှာဒါနပါရမီကနေစပြီးဖြည့်ခြင်းရပါတယ်။ဒါနကလည်း၃မျိုးရှိပါတယ်။ဒါန၃မျိုးကဘာတွေလဲဆိုရင်၁ခန္ဓာကိုယ်အပြင်ပိုင်းဖြစ်တဲ့ပစ္စည်းဥစ္စာများကိုစွန့်လွှတ်လှူဒါန်းခြင်းဒါနပါရမီ။ နှစ်ခန္ဓာကိုယ်အင်္ဂါအစိပ်ပိုင်းတို့ကိုဆွန့်လွတ်လှူဒန်းခြင်းဒါနဥပပါရမီ၃အသက်ကိုဆွန့်လွတ်လှူဒန်းခြင်းဒါနပါရမတ္ထပါရမီတို့ပဲဖြစ်ပါတယ်။ဖရာအလောင်းတွေဟာဖရာဖြစ်ဖို့အတွက်ပါရမီဖြစ်ခြင်းတဲ့အခါမှာဤဒါနပါရမီကနေစပြီးဖြစ်ခြင်းရပါတယ်။ဘုံဘုံဖရာတပည့်တော်မနဲ့အိယာထကိုစေနာကြီးစတ္တနာကြီးမှထပါတယ်ဖရာ။အိယာထနောက်ကြရင်ကိုစောင်းနဲ့ကျင်းတယ်ဆိုတာမှန်ပါသလားဖရာတဲ့။ ဒါကတော့မနဲ့စောစောအိယာထားစီခြင်းလို့လူကြီးတွေကခြောက်ပြီးပြောတဲ့စကားပါနော်တချို့ကလည်းပဲကိုစောင်းနဲ့မရှိဘူးလို့ပြောကြပါတယ်မကောင်းမှုပြုသောသူသည်မိမိပြုတဲ့မကောင်းမှုကိုမိမိအရင်ဆုံးသိ၏ထို့နောက်ကိုစောင်းနဲ့သိ၏ထို့နောက်စိတ်ကိုဖောက်ထွင်း၍မြင်နိုင်သောတကူရှင်များသိ၏လို့ပါရာဇိကံအထကထာ သူတိန်ဒဂန္ဓအဖွင့်မှာဆိုထားတဲ့အတော့ အဲ့ဒီအချက်ကိုထောက်ဆကြည့်လိုက်မယ်ဆိုရင်ကိုဆောင်နဲ့တကယ်ရှိကြောင်းသိတာပါတယ်ကိုဆောင်နဲ့တကယ်ရှိတယ်ဆိုလို့မိမိရဲ့ကိုထဲမှာစောင့်နေတဲ့အနက်မဟုတ်ပါဘူးမိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့တာမန်ဘုံမဆိုးယုတ်ကဆိုးနဲ့တွေပဲဖြစ်ပါတယ်မိမိကဒါနသီလဘာဝနာစတဲ့ကုသိုလ်ကောင်းမှုတွေကို နေ့စဉ်ပြုလုပ်မယ်ဆိုရင်အဲ့ဒီဘုံမဆိုးယုတ်ကဆိုးနဲ့တွေဟာချစ်ပြီးတော့မိမိအန္တရာယ်မကြောက်ရအောင်စောင့်ရှောက်ပေးတတ်ပါတယ်အဲ့ဒါကိုပဲ ကိုစောင်းနဲ့လို့ခေါ်ဆိုနေခြင်းဖြစ်ပါတယ်။ဒါကြောင့်ကိုစောင်းနဲ့ဆိုတာဟာမိမိရဲ့ကိုရင်းမှာရှိတဲ့နတ်မဟုတ်ပဲတာမန်ဘုံမစိုးယုတ်ကစိုးနတ်တွေသာဖြစ်တဲ့အတွက်မနတ်မိုးလင်းလို့အိယာထနောက်ကြရင်ကိုစောင်းနဲ့ကျင်းတယ်ဆိုတဲ့ဇာတ်ဟာမမှန်ဘူးလို့ပဲမှတ်သားထားရမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။လောကမှာလူအများစုဟာသူတစ်ပါးဤအာသာချက်ကိုမြင်တယ်ဆိုတာထက် အားနည်းချက်ကိုပို့ပြီးမြင်တတ်တဲ့အကြောင်းလေးပြောပြခြင်းပါတယ်။တခါတော့ကအိုင်စတိုင်းဟာကြောက်တင်ပုံမှာ6တလီ6 6နှစ်လီ18 6 3လီ29 6လေးလီ36 6 5လီ45 6 6လီ54 6 9လီ63 6 8လီ82 6 9လီ81 6 10လီ91ဆိုပြီးတော့ရေရွတ်ပြီးရေးပါတယ် အဲ့ဒီအခါမှာចောင်းသားများကအိုင်စတိုင်းကိုဝိုင်းပြီးတော့ရင်မောဆောင်ပြောင်ကြပါတယ်။ဘာကြောင့်လဲဆိုရင်90လီ90လို့ရေးရမိနေရာမှာအိုင်စတိုင်းလိုပုံကိုမျိုးက90လီ91ဆိုပြီးရေးမိလို့ဖြစ်ပါတယ်။ចောင်းသားများရင်မောတန်တွေတိတ်ဆိတ်သွားတဲ့အခါမှာအိုင်စတိုင်းကစာចောင်းဆယ်ចောင်းရေးထားတယ်။အပေါ်ကကိုးចောင်းကအမှန်ဖြစ်တယ်။ငါ့ကိုဘယ်သူကမှဝိုင်းပြီးချင်းမွန်ချင်းမရှိကြဘူး။ နောက်ဆုံးတကြောင်မှားလိုက်တာနဲ့ငါ့ကိုဝိုင်းပြီးရေမောလောင်ပြောင်ကြတယ်။ဒါဟာဘာကိုပြနေတာလဲဆိုရင်လူအများစုဟာ သူတစ်ပါးဤအာသာချက်ကို မြင်တယ်ဆိုတာထက် အားနည်းချက်ကိုပုံပြီးမြင်တတ်တယ်ဆိုတာပြနေတာပဲဖြစ်တယ်လို့ပြောပါတယ်။အရန်မှန်ပါတယ်။ကိုစင်တို့လူအများစုဟာသူတစ်ပါးဤအာသာချက်ကို မြင်တယ်ဆိုတာ ထက် သူတစ်ပါးဤအားနည်းချက်ကိုပုံပြီးမြင်တတ်ကြပါတယ်။ သူတစ်ပါးဤအားနည်းချက်ကိုအယံမြင်လွန်းတဲ့ပုံကိုယ်တွေဟာကိုယ့်ရဲ့အားနည်းချက်ကိုမမြင်တော့ပါဘူးကိုယ့်ရဲ့အားနည်းချက်ကိုမမြင်တော့ဘူးဆိုရင်ကိုယ့်ရဲ့အမှားကိုမမြင်တော့ပါဘူးဖရာယဟန္တာတွေနိဗ္ဗာန်ရောက်သွားကြတယ်ဆိုတာဟာကိုယ့်ရဲ့အားနည်းချက်ကိုကိုသိပြီးကိုအမှားကိုပြုပြင်သွားကြလို့နိဗ္ဗာန်ရောက်သွားကြတာဖြစ်ပါတယ်တက္ကရာကမအပေါင်းသူတော်ကောင်းတို့ဒီလဲပဲသူတစ်ပါးအားနည်းချက်ကိုမကြည့်ပဲကိုအားနည်းချက်ကိုကိုကြည့်ပြီးတော့ ကိုကိုကိုပြုပြင်ပြီးနေတိုင်းတက်ကြပါစေအားလုံးပဲမင်္ဂလာပါလူလောကမှာအထက်တန်းသားလူနဲ့အောက်တန်းသားလူရဲ့ဆိုပြီးလူတန်းသားနှစ်ရက်ခွဲခြားထားကြတာရှိပါတယ်ပညာတတ်ပြီးစည်းစိမ်ဥစ္စာ အာနာယာဓုရှိတဲ့လူကိုတော့အထက်တန်းသားလူလို့သတ်မှတ်ပါတယ်ပညာလည်းမတတ်စည်းစိမ်ဥစ္စာ အာနာယာဓုလည်းမရှိတဲ့လူကိုတော့အောက်တန်းသားလူလို့သတ်မှတ်ပါတယ် ဒါကလောကသံမှန်လူတွေသတ်မှတ်တာကိုပြောတာပါဖရာအစာရှိတဲ့အရိယာတူတော်ကောင်းတွေကတော့အဲ့ဒီလိုမသတ်မှတ်ပါဘူးဘယ်လိုသတ်မှတ်တယ်လဲဆိုရင်မေတ္တာဘာဝနာပွားများပြီးဒေါသမီးကိုငြိမ့်နိုင်တဲ့လူကိုသာမြင့်မြတ်ပြီးအထက်တန်းကျတဲ့လူလို့သတ်မှတ်ကြပါတယ်ဒါကြောင့်တိတိဝုတ်ပါဠိတော်အဂိတုံမှာမြတ်စွာဘုရားကမြင့်မြတ်ပြီးအထက်တန်းကျတဲ့လူတို့သည်မေတ္တာဘာဝနာပွားများခြင်းဖြင့် ဒေါသမီးကိုနှိမ့်နိုင်ကြ၏လို့ဟောကြားတော်မူထားပါတယ်။ဒါကြောင့်ဦးစင်းရဲ့ဒကာဒကာမတွေကိုဓမ္မလက်ဆောင်ပေးလိုတာကမိမိသည်ညံ့ညက်ပြီးအထက်တန်းကြတဲ့လူဖြစ်ခြင်းတည်းဆိုရင်မေတ္တာဘာဝနာပွားများပြီးဒေါသမီးကိုနှိမ့်နိုင်အောင်ကြိုးစားကြပါလို့ဓမ္မလက်ဆောင်ပေးလိုက်ပါတယ်။ဖုံဖုံဖေရစိတ်ထဲကမပါပဲစနောက်ပြီးပြောတာ တွေကရောဝစီကံထိုက်ပါသလားဖေရမိန့်ပေးတော်မူပါဦးဖေရတဲ့ မြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကတရားဟောကောင်းပြီးဘ ഹു တုဒ္ဒများလုံးလို့မြတ်စွာဘုရားကိုတော်တိုင်ကတောင်မှဘ ഹു တုဒ္ဒဣတတဲ့ချင်းချင်းရတဲ့ခုသုတ်တရာဆိုတဲ့အမျိုးသမီးတဦးရှိပါတယ်။အဲ့ဒီခုသုတ်တရာဆိုတဲ့အမျိုးသမီးဟာခါကုန်းပြီးရုပ်ဆိုးတယ်လို့ဆိုပါတယ်။ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်ဘဝတစ်ခုမှာတုန်းကခါကုန်းနေတဲ့ရှင်ပြည့်စေကဗုဒ္ဓါကိုမြင်တဲ့အခါမှာခုသုတ်တရာလောင်းလျာဟာတငယ်ချင်းမတွေရဲ့ရှိမှာ ငါတို့အိမ်ရှိကိုစွန့်ခံကြွားတဲ့ဟောရီကိုတော်ကဒီလိုဒီလိုပုံစံလေးဆိုပြီးဝစီကံနဲ့လဲစနောက်ခဲ့တယ်လို့ကာယကံမြောက်လဲစနောက်ခဲ့ပါတယ်။အဲ့ဒီလိုစနောက်ခဲ့တဲ့ အကုသိုလ်ကံကြောင့်အခုဦးစင်းတို့မြတ်စွာဘုရားလက်ထက်မှာခါကုန်းပြီးရုပ်ဆိုးတဲ့အမျိုးသမီးဖြစ်လာရပါတယ်။ဆရာကြီးရွှေဦးတောင်ရဲ့ဘဝတသက်တာစာအုပ်မှာလည်းပဲသူ စကားထရတဲ့အကြောင်းရင်းဟာကလေးဘဝတုန်းကစကားထက်တဲ့အတန်းဖော်တငယ်ချင်းကိုစနောက်ရာကနေဖြစ်လာတာလို့ရေးသားထားပါတယ်။ ကိုကတာမန်စားလိုက်နောက်လိုက်တာမှန်တော်လေးပဲကိုစားလိုက်နောက်လိုက်တဲ့စကားကတဖက်လူရဲ့အာနယ်ချက်ကိုထိခိုက်စေတယ်ဆိုရင်ဝစီကံထိုက်စေပါတယ်။ဒါကြောင့်စားတော့နောက်တော့မယ်ဆိုရင်တတိထပြီးစားနောက်ပါလို့ပြောကြင်ပါတယ်နော်။အရှင်ဖယားပရိက္ခရာ၈ပါးမှာပတိထေတာကကိုရှင်းပြပါဖယားတဲ့။ဒီမှန်လေးကဗုဒ္ဓဘာသာဝင်တွေရဲ့အသုံးအဆောင်ထဲမှာပတိမပါဘူးလို့ဥစဉ်ပြောထားတဲ့ပုံထဲမှာလာမှတ်ထားတာပါနော်။ အရင်ဆုံးပရိက္ခရာ၈ပါးကိုပြောပါမယ်။ပရိက္ခရာ၈ပါးကဘာတွေလဲဆိုရင်၁တင်းပိုင်၂အေကတိ၃ဒုက္ကုတ်၄တပိတ်၅ပဲခွတ်၆အနက်အချီ၇ကပန်းကျို၈၈ရေးစစ်တို့ပဲဖြစ်ပါတယ်။ဒါဟာပရိက္ခရာ၈ပါးပဲဖြစ်ပါတယ်။ဖော်ပြပါပရိက္ခရာ၈ပါးထဲမှာပရိပါပါသလားမပါပါဘူးနော်။ ပရိက္ခရာထဲမှာပတိထည့်ထားတယ်ဆိုတာဟာပရိက္ခရာရောင်းတဲ့အဆိုင်တွေကထည့်ထားတာပါဖရာဟောကျမ်းဂန်မှာလာတဲ့ပရိက္ခရာ၈ပါးထဲမှာတော့ပတိမပါပါဘူးเนาะအရှင်ဖရာမေးရတာလဲအကျိန်အရေးတွေများလာပါပြီဖရာကြီးစီတီးရတဲ့အကြောင်းလေးရှင်းပြမိန့်တော်မူပါအောင်ဖရာတဲ့ကြီးဆိုတဲ့တထုကအအေးတက်ဖြစ်တဲ့အတွက်ကြီးစီတန်ကိုကြားရတဲ့သူတိုင်းမှာစိတ်ထဲမှာအေးမြစေပါတယ် ဖရာတရားတန်ကယရနာ၃ပါးကုသိုလ်တရားတွေဟာလည်းပဲလူတွေရဲ့စိတ်ကိုအေးမြစေပါတယ်။အဲ့ဒီလိုအေးမြတာချင်းတူတဲ့အတွက်ဖရာတရားတန်ကယရနာ၃ပါးကုသိုလ်တရားတွေရဲ့နေရာမှာကျေးဇီကိုကိုစားပြု၍အသုံးပြုခြင်းဖြစ်ပါတယ်။ကုသိုလ်ကောင်းမှုပြုပြီးတိုင်းအမျှဝေ၍ကျေးဇီထူတဲ့အခါမှာကျေးဇီရဲ့အေးမြတဲ့အတန်ကိုကြားရတဲ့အခါဤအတန်သည်ဖရာတရားတန်ကယရနာ၃ပါး ကုသိုလ်တရားတွေရဲ့အတန်ပဲဆိုတဲ့အတိဝင်သွားအောင်လို့ကုသိုလ်ကောင်းမှုပြုပြီးတိုင်းပြုပြီးတိုင်းကြီးစီထူရခြင်းဖြစ်ပါတယ်။တန်ခါကိုပြင်မာရင်ဘယ်လိုအပြင်မျိုးခံရပါသလဲဖရာဖြေချားပေးတော်မူပါဖရာတဲ့။ဖရာကိုပြင်မာတဲ့ပုဂ္ဂိုလ်တန်ခါကိုပြင်မာတဲ့ပုဂ္ဂိုလ်တီလာရှိတဲ့လူတွေကိုပြင်မာတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုပုဂ္ဂိုလ်တွေကိုတုတ်တနိပတ်ပါဠိတော်ဝတ္တလတုံမှာမြတ်စွာဘုရားကယောဗုဒ္ဓံပရိပါတတိအထဝါတတသာဝကံ ပရိဘာဇံဂဟထံဝါတန်စင်ညာဝတ္တလောဣတိယောနရောအကျဉ်သူသည်ဗုဒ္ဓံမြတ်စွာဘုရားကိုပရိဘာတတိရေယုဤအထထိုမှတပါတတထိုဘုရားရှင်ဤတာဝကံဝါတပိသာတာဝကတံဃာကို၎င်းပရိဘာဇံဝါပရပိုက်ကို၎င်းဂဟထံဝါလူကို၎င်းပရိဘာတတိရေယုဤတန်ထိုသူကိုဝတ္တလောဣတိသူယုတ်မှာဟူ၍ဇင်ညာတိယဤလို့ဟောကြားထားပါတယ် အတိဘေကဖရာကို ပြမားတဲ့ပုဂ္ဂိုလ်ယဟန်တန်ကားကိုပြမားတဲ့ပုဂ္ဂိုလ်တီလရှိတဲ့လူတွေကို ပြမားတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုပုဂ္ဂိုလ်တွေကို သူယုတ်မာဟုမှတ်ရမယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်ယဟန်တန်ကားနဲ့တကွတီလရှိတဲ့လူတွေကိုစော်ကားပြမားမယ်ဆိုရင်အဲ့ဒီစော်ကားပြမားတဲ့ပုဂ္ဂိုလ်ဟာလက်ရှိပစ္စုပန်ဘဝမှာလည်းပဲသူယုတ်မာဖြစ်ရတယ်လို့တေလွန်တဲ့အခါမှာလည်းပဲတင်းစိုးငရဲကိုကြောက်ရောက်တတ်ပါတယ် တိမ်သူငရဲမှာငရဲသူငရဲသားတွေပြည့်နှက်နေပြီးငရဲထင်းတို့ကထန်းလုံးခန့်ပမာဏရှိတဲ့ဓာတ်လှန်တင်ပုတ်တို့ကိုကန်၍ငရဲသူငရဲသားတို့အားရိုက်နှက်နှိမ့်ဆက်ကြပါတယ်ပင်စုံငရဲဤတက်တန်းကိုပြောရမယ်ဆိုရင် လူပြည်မှာအနှစ်90ဖြစ်ပါကသရုမာရဲ့တရက်ဖြစ်ပါတယ်သရုမာရဲ့အနှစ်900သည်ပင်စုံငရဲ့တရက်ဖြစ်ပါတယ်လူတက်တန်းနဲ့တွက်မယ်ဆိုရင်လူတို့ဤတက်တန်းအနှစ်9000သည်ပင်စုံငရဲ့တရက်ဖြစ်ပါတယ တင်းစုံငရဲ့တက်တန်းဒီအနှစ်900ဖြစ်ပါတယ်အဲ့ဒီလောက်ထိကြာပါတယ်နော်ဒါကြောင့်ယဟန်တန်ကာနဲ့တကွာတီလာရှိတဲ့လူတွေကိုစော်ကားပြမမယ်ဆိုရင်အဲ့ဒီလိုစိုးကျိုးတွေခံစားရတတ်ပါတယ်ရင်ခုန်တာအချစ်လားလို့လူငယ်တွေကပြောနေကြတယ်ဇရာတော်တဲ့ရင်ခုန်တာအချစ်မဟုတ်ဘူးရင်ခုန်တာတေမလို့နော်ဟုတ်တယ်ရင်တအားခုန်လို့ရင်တေတတ်တယ်ရင်ခုန်တယ်ဆိုတာတဏှာရာကမီးလောင်လို့ခုန်တာလေ မြတ်စွာဘုရားလက်ထက်ကဘိက္ခုနီမတပါးရှိတယ်။ဘွဲ့နာမည်ကိုတော့မှတ်မှတ်မိတော့ဘူးเนาะ။ဒီနေ့မှအဲ့ဒီဘိက္ခုနီမဟာဥပုပ်ပြုတ်ပြီးပြန်ကြွလာတဲ့အခါလက်ရအမတန်ကောင်းတဲ့မဟုဆရာတယောက်ကလမ်းဘေးမှာကိန်းနေကိန်းနေရသုံးပဲပုံလေးထုထားခဲ့တာရှိတယ်။ဘိက္ခုနီမဟာကိန်းနေအဖို့အယုတ်ကလေးကိုကြည့်ပြီးတော့အဲ့ဒီကိန်းနေအဖို့အယုတ်ကလေးရဲ့အပေါ်မှာဆွဲလန်းတက်မှတ်တဲ့တနာရာကမိတွေလောင်ပြီးရှင်တွေတအားခုံနေတယ် ဘလောက်တိဆွဲလန်းတက်မှတ်တဲ့တနာယာကမိကလောင်လိုက်တယ်လဲဆိုရင်ဘိက္ခုနီမကိုနှလုံးရက်ပြီးလဲသွားတဲ့အထိလောင်ပလိုက်တာနော်နောက်ဆုံးမှာဘိက္ခုနီမဟာနှလုံးရက်ပြီးလဲသွားပါတယ်ဘိက္ခုနီမလဲသွားတာကိုမြင်တဲ့အခါမှာတခြားဘိက္ခုနီမတွေကဟာဟိုဘိက္ခုနီမဘာဖြစ်တာလဲမသိဘူးဆိုပြီးပြေးပွေ့လိုက်တဲ့အခါမှာအသက်မရှိတော့ဘူးနော်တနာယာကမိဟာနှလုံးရက်တဲ့အထိလောင်ပါတယ်ဒါကြောင့်ရင်ခုန်တာဟာအချစ်မဟုတ်ဘူးရင်ခုန်တာတေမလို့ နော်တတိထားအရှင်ဖေယတတိတော်မမန်တိုင်းမှာမှန်ပါဤမန်လေးဖြေပေးပါဖေယဘဘဲဘူဝိုင်းမှာအိမ်ဆောက်ကောင်းပါသလားဖေယဘယ်လိုလုပ်ရပါမလဲဖေယတတိတော်မအတွက်အရေးကြီးလို့ပါဖေယအိမ်ဝိုင်းမှာအိမ်ဆောက်ရမှာမို့ပါဖေယတချို့ကမဆောက်ကောင်းဘူးစီးပွားပြတ်တက်တယ်ဆိုတော့စကားတန်တွေကြားနေရလို့ပါဖေယတဲ့ဒါတွေကလူတွေရဲ့စိတ်ထင်ရအယူအဆတွေပါเนาะဖះဟောမှာမရှိပါဘူး အင်ဂုတ္တရနိဂေမှာဖျားဟောရှိတာကပစ္စုပန်မှာစီးပွားဖြစ်ပြီးကြီးပွားတိုးတက်ခြင်းတည်းဆိုရင်တံ္ဗရာ၄ချက်နဲ့ညီအောင်ကျင့်ရမယ်လို့ပဲရှိပါတယ်တံ္ဗရာ၄ချက်ကဘာတွေလဲဆိုရင်၁ဥဋ္ဌာဏတံ္ဗရာထားကြွနိုးကြားမှုရှိခြင်း၂အာရခတံ္ဗရာရရှိလာသောပစ္စည်းဥစ္စာများကိုအလေအလွင့်မရှိအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၃ကလျာဏမိတ်တံ္ဗရာမိကောင်းဆွေကောင်းတို့ကိုရှာဖွေပေါင်းသင်းဆက်ဆံတတ်ခြင်း ၄တာမဇီဝိတတံပရာဝင်ငွေနဲ့ထွက်ငွေကိုမျှတစွာသုံးစွဲတက်ခြင်းတို့ဖြစ်ပါれ။ဖော်ပြပါလေးချက်နဲ့ညီအောင်ကြင့်မယ်ဆိုရင်ဘယ်အရက်ဘယ်ဒေတာဘယ်နေရာမှာပဲနေနေစီးပွားဖြစ်ပြီးကြီးပွားချမ်းသာပြီလို့ဘုရားရှင်ကဟောကြားထားပါれ။ဒါကြောင့်နေရာဒေတာကအဓိကမကြပါဘူး။နေရာဒေတာကအဓိကမကြဘူးဆိုပေမဲ့အနည်းငယ်လေးတော့ပြောစရာရှိပါれ။မိမိနေတဲ့အရက်ဟာ ရောင်းဝယ်ဖောက်ကားလို့ကောင်းတဲ့အယက်ဒေတာဖြစ်ဖို့လိုပါတယ်။ရောင်းဝယ်ဖောက်ကားလို့ကောင်းတဲ့အယက်ဒေတာမဟုတ်ဘူးဆိုရင်တော့စီဝါရေလုတဲ့အခါမှာအနှဲငယ်အခက်ခဲရှိနိုင်ပါတယ်။အကယ်၍မိမိနေတဲ့နေရာကိုမိမိကတန်တရာဖြစ်နေတယ်ဆိုရင်တန်ကာတော်များပင့်ပြီးတော့မြေတန့်ကမ္မဝါကိုရွတ်ဖက်လိုက်ပါ။အဲ့ဒါဆိုရင်ပို့ပြီးတော့စိတ်တန့်ရှင်းသွားပါလိမ့်မယ်။